ဲကျွန်တော်ကတော့ဥစော်လွင်ဦးပါဒီအားကစားနဲ့လူငယ်ရေးအထောက်အပြုလုပ်ငန်းကော်မတီပေါ့နော်အားကစားကဏ္ဍတွေလူငယ်ကဏ္ဍတွေတိုးတက်ဖို့အတွက်အထောက်အပြုလုပ်ငန်းကော်မတီရဲ့ဥက္ကဋ္ဌဥစော်လွင်ဦးဖြစ်ပါတယ်ကျွန်တော်တို့မှာကော်မတီ အောက်မှာလုပ်ငန်းတွေလုပ်ဖို့ပေါ့နော်ဆက်ရှိဖွဲ့ရှိတယ်ဟိုကျမ်းမာရေးကော်မတီပညာရေးကော်မတီကော်မတီတွေအများကြီးပေါ့နော်အဲ့ထဲကမှဒီကနေ့ကငင်းငင်းနဲ့ဘဝလုံခြုံရေးကော်မတီဆိုတာကကျွန်တော်တို့ရန်ကုန်တိုင်းထဲမှာရှိတဲ့ဒီလူမှုကွန်ကြီးကယ်ဆယ်ရေးအသင်းတွေပေါ့နော်စိတ်တူကိုယ်တို့ရှိရအဖွဲ့တွေလာပူးပေါင်းထားတဲ့အဖွဲ့ ဲ့ဖွဲတွေကနေပြီးတော့ကျွန်တော်တို့ကသဘောဝဘေးဒဏ်တွေနဲ့ဖြစ်လာလို့ရှင်အရေးပေါ်ကယ်ဆယ်နိုင်ဖို့အတွက်ကြိုတင်လေ့ကျင့်တာပေါ့သူသဖြင့်ဒီຢာဒီကတော့ကျွန်တော်တို့ကအဲရေကြီးရေရှမ်းဒီလိုရေဘေးကယ်ဆယ်ရေးအတွက်ပေါ့ရေပြင်အသက်ကယ်နည်းလေ့ကျင့်ခန်းကိုကျွန်တော်လူငယ်စံတာမှာဖွင့်ပွဲလုပ်တယ်အမှတ်တင်တန်းပို့ချတယ်ပြီးလို့ရှင်ကျွန်တော်တို့ကအဲရေကူးကံမှာရင်းနေဘလို့ခဲ့ရမှာဆိုတော့တန်လင်းရေကူးကံမှာကျွန်တော်လေ့ကျင့်ပြီးပြီအခုကတော့ကျွန်တော်တို့ချောင်းထဲမြောင်းထဲမှာဒီရေတွေတက်တဲ့ခါမှာရေကြီးတဲ့ခါမှာကယ်ဖို့တဲ့ဆက်လီတွေနဲ့ အဲစပီဘုတ်နဲ့ဘလိုကင်မလဲဆိုတာတွေပေါ့နော်လေ့ကျင့်တဲ့ဟာကိုတွန်တင်းမြို့မှာကျွန်တော်တို့ပြလိုက်တဲ့အခွဲတွေကသွားပြီးတော့အဲ့မှာလေ့ကျင့်နေတယ်အဲ့လေ့ကျင့်နေတဲ့အခွဲကိုကျွန်တော်တို့ကတရားသွားပြီးတော့အဲအားပေးတာပေါ့နော်ကွန်ပဏီရဲ့ရွေးချယ်ဖြစ်တဲ့လူငယ်တွေအနာဂတ်တိုင်းပြည်ကောင်းဆောင်ကောင်းတွေဖြစ်လာဖို့ဆိုတဲ့ရည်မှန်းချက်အားကစားနဲ့နိုင်ငံကုန်ကိုမြှင့်တင်ဖို့ဆိုတဲ့ရည်မှန်းချက်အဲ့ဒါတွေကိုလက်တွေ့ကျကျကျွန်တော်လုပ်နေရတော့ကျွန်တော်တို့မှာနေ့စဉ်အလုပ်တွေရှိတယ်အဲ့တော့ကွန်ပဏီတတိယလည်းသူ့လုံနဲ့သူကနမွေးရက်ကလည်းမွေးရက်ကွန်ပဏီ အဲကျွန်တော်ကျမ်းမာရေးကျမ်းမာကွန်ပညာရေးတွေကွန်ပျူတာနေ့တိုင်းအလုပ်တွေလုပ်ကြရတာကျွန်တော်တို့မှာအစည်းအဝေးတွေနဲ့အလုပ်ချင်းတွေနဲ့ဆိုတော့မနာကြရအောင်အဲဒီနေ့ဒီတင်မောလေးပေါ်မှာတော့ဒါကျွန်တော်တို့တွေကပေါ့ပေါ့ပါပါသွားရင်လည်းအခုအစည်းအဝေးကလုပ်ရသေးတယ်အသွားရင်လည်းအစည်းအဝေးလုပ်တယ်ပြီးလို့ရှိရင်ဟိုရောက်ရင်လည်းကိုယ့်ဖွဲ့တွေအားပေးမယ်ပြီးရင်ကျွန်တော်တို့ပြန်လာမယ်ဒီရေပြင်အသက်ငယ်ဖွဲ့ဆိုတာကပြီးခဲ့တဲ့ငလျင်တဘောဝဘေးနဲ့မှာဆိုရင်သူများနိုင်ငံတွေကအုပ်စုလိုက်တေချာလိကျင်ထားတာနေနဲ့စနစ်တကျ instrument တွေရောပေါ့နော်အဲခုနပြောတဲ့ခွေးလေးတွေရစားပါတယ် အဆက်ဆက်ရအဲ့လိုလေးတွေနဲ့တို့တွေကလေ့ကျင့်ပြီးသားအသင်းလိုက်လာတာကျွန်တော်တို့ကလည်းအဲ့လိုမျိုးလေ့ကျင့်ပြီးသားအသင်းလိုက်ဖြစ်အောင်အခုပေါ့နော်ရေပေးဆိုရင်ဘလို့ငလင်ပေးဆိုဘလို့အဲနောက်ပြီးတော့ကျွန်တော်တို့ခုနပြောတဲ့တဘာပေးတဲ့အတီးတီးကိုဘလို့လုံးမလို့ဆိုအသင်းလိုက်ဖွဲ့နေတာဖွဲ့ပြီးတော့အဲ့မှာလိုအပ်တဲ့ပစ္စည်းပစ္စည်းတွေကိုဒါကျွန်တော်တို့ဒိုင်းတိုင်ဆိုအပ်ဖွဲ့ရလဲထောက်ပံ့မယ်အလို့ရှင်တွေလဲထောက်ပံ့မယ်ပြီးလို့ရှိရင်အရေးပေါ်ဆိုရင်ဒီဖွဲ့တွေရအခုဘလို့လူတွေကိုခေါ်ပြီးလေ့ကျင့်နေလဲဆိုရင်အရေးပေါ်ခေါ်လိုက်ရင်တနအီအတွင်းရောက်အောင်လာနိုင်တဲ့လူတွေပေါ့နော်အဲ့တနအီအတွင်းရောက်အောင်လာနိုင်တဲ့လူတွေကိုစုစည်းနေတာ စုစည်းပြီးတော့နိုင်ငံတကာအဆင့်မီပေါ့နော်ကယ်ဆယ်ရေးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကိုကျွန်တော်ကစတင်လေ့ကျင့်နေတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့တွားရောက်အပရရတဲ့သူတွေကတကယ်လဲကျွန်တော်တို့သူတို့အားရှိဖို့လိုတယ်ဘာကြောင့်လဲပြောရင်သူတို့တွေကကိုချိုးဆွန့်ပြီးတော့လက်စားလည်းမရပြီးရင်တကယ်ကိုတက်ဆွန့်ဆံပြပေါ့နော်အဲဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တွေကျွန်တော်ကဂုဏ်ပြုရတာပါဟုတ်ကဲ့ဆက်ဆက်ပြီးတော့အကျိုးပြုရမယ့်အလုပ်တွေကတော့ကျွန်တော်တို့လူသားတွေအတွက်ပေါ့ဗျာလိုအပ်တဲ့နေရာတည်တည်ပေါ့နော်ဘာသာရေးလူမှုရေ အကျမ်းမာရေးပညာရေးစီးပွားရေးစီးပွားရေးမှာဆိုလဲစီးပွားရေးကော်မတီရှိတယ်လူငယ်တွေ SMB တွေနဲ့စီးပွားရေးတွေဖြစ်ဖို့ပေါ့နောက်တစ်ခါနိုင်ငံတကာဆက်ဆံရေးနိုင်ငံတကာနဲ့ဆက်ဆံတဲ့ခါမှာနိုင်ငံတကာဆက်ဆံရေးတွေကောင်းမွန်စွာတည်ဆောက်ပြီးတော့ကိုယ်နိုင်ငံဟဲ့လားဟိုတွတ်တက်ဖို့အတွက်ပေါ့နော်အာဇာအာဇာကဏ္ဍအဲအတိအတိပေါ့နော်သဘောပေါင်းခြင်းဆိုလို့ချင်းလဲအမိုက်တဲ့ကင်းစင်တဲ့ပေါင်းဝင်ခြင်းဖြစ်အောင်လုပ်ပြီးတော့တစ်ပင်ဆိုက်ပြွေးတွေရစပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကော်မတီကတကယ်လုံးလုံးပဲကော်မတီက16ရက်ဗနန်ဝေရှာဖွင့်မဲ့ကော်မတီကတစ်ခု တတင်းနဲ့ပြန်ကြားရေးကော်မတီအရတခုဆိုပေါင်း၁၈ရက်ပေါ့နော်နိုင်ငံတကာမှာတော့တိုင်းပြည်ပြည်တို့တက်ဖို့အတွက်ကိုအလုံးပေါင်း၁၆ရက်နဲ့ဖွဲ့တယ်ကျွန်တော်တို့ကတော့၂ရက်ပူတာပေါ့ကျွန်တော်တို့ကဒီအချိန်မှာကျွန်တော်တို့တိုင်းပြည်ရဲ့အနေထားရနိုင်ငံရေးစီးပွားရေးတွေအလုံးသိကြတဲ့အတိုင်းပဲအဲ့တည်းတချို့တွေလည်းပြပတွေကိုထွက်ခါကြတယ်အဲသွားကြပါကိုသွားနိုင်တဲ့တိုင်းပြည်ရှိတဲ့တွေသွားကြအဲဒီလိုပဲမသွားနိုင်တဲ့ပုဂ္ဂိုလ်တွေလည်းပြည်တွင်းမှာကြံခဲ့တယ်အဲ့တော့ပြည်တွင်းမှာကြံခဲ့နေတဲ့ပုံကိုယ်တွေလည်းပဲတချို့ကဘာလို့လို့လုံးဝမှန်မသိတာတွေရှိတယ်။အဲ့ဒါတွေကိုကျွန်တော်တို့က ရိမ်းမချက်ရွယ်ချက်တွေရအောင်ပေါ့နော်အာကစားနဲ့လှုပ်ခြင်းလားစီးပွားရေးနဲ့လှုပ်ခြင်းလားဘုံကတွတ်တက်လန့်တဲ့ပညာတွေသင်ခြင်းလားနောက်ပြီးတော့နိုင်ငံတကာနဲ့ဆက်ဆံရေးကိစ္စတွေဆောင်ရွက်ခြင်းလားအကုန်လုံးပေါ့နော်အဆက်အသွယ်ဒီလူငယ်တွေကဏ္ဍကိုစနစ်တကျကျွန်တော်တို့မှာအခုဆိုစန်တာကြီးကခန်းမကြီးကလည်းရှိတယ်အဲခန်းမကြီးမှာဆိုရင်အဆင့်မြင့်ကျွန်တော်တို့ LED တွေတက်မယ်ကျွန်တော်တို့ဒါတရုတ်ကမှားထားပြီပါပဲပြီးတော့ကျွန်တော်တို့ဆောင်းပေါက်အတန်းစနစ်တွေမီးစနစ်တွေနဲ့ခင့်မီခန်းမကြီးပေါ်မှာအဲကျွန်တော်တို့ကတကယ်ထိတ်တန့်စရာတွေနဲ့ လူငယ်တယောက်ဘဝမှာလိုအပ်တဲ့ပညာရမျိုးစုံကိုအဲကျွန်တော်တို့ကသင်ပေးမယ်အဲ့ဒါတော့ကလူမှုဆက်ဆံရေးပညာအစပါမယ်တကူရေးတန်ရှင်းရေးပညာရစလူတယောက်မှာလိုအပ်တဲ့ဟာတွေကိုအခြေခံစပြီးကျွန်တော်တို့ကသင်ကြားတက်မြောက်အောင်လုပ်ပေးပြီးတော့ဒီစန္ဒာနေပြီးတော့ကျွန်တော်တို့ကနိုင်ငံသားကောင်းတွေကိုမွေးထုတ်ပေးဖို့အစီအစဉ်ပါအဲ့ဒါမျိုးကတော့ပြောတဲ့ဘာသာရေးခန္ဓာတွေအာသာခန္ဓာတွေဒါတွေလည်းကျွန်တော်တို့ရဲ့တာဝန်ပဲဒါကြောင့်အားလုံးသောဒီခொနည်းသားသမီးတွေနောက်မြန်မာနိုင်ငံသားတွေအနေနဲ့ကျွန်တော်တို့ ဘယ်လိုပဲအခြေအနေတွေရှိရှိကျွန်တော်တို့လုံးဆယ်ရှိရတယ်ကျွန်တော်လုံးကြရမယ်အဲအခုချိန်မှာကျွန်တော်တို့ကရှစ်ထွက်ပြီးအလုပ်လုပ်တာလဲအားလုံးသောပုံကိုယ်တွေအတွက်ကိုယ်ရဲ့ဆောင်ရွက်ပေးမှုတစ်ခုကြောင့်ဘယ်သူစိတ်ချမ်းသာသွားမလဲဘယ်သူတိုးတက်သွားမလဲလူတူတူတယောက်လူတစုစိတ်ချမ်းသာသွားသွားမယ်တိုးတက်သွားမယ်ဆိုရင်ကျွန်တော်တို့ကဒါ bright တက်တက်ပါပဲငွေစင်တွေကလည်းဝါသနာပါတဲ့အတွက်ကြောင့်ဒီနေ့ဒီအကျိုးပြုလုပ်ငန်းတွေကိုဒါကျွန်တော်တို့အချိန်ပေးပြီးတော့ဗောနော်ဟိုစူးစမ်းအထောက်နေပါတယ်လို့ဒါကြောင့်လည်းအားလုံးကျွန်တော်တို့လူငယ်စင်တာနဲ့ ပေါင်းဆက်လာပါတိုင်းနယ်ပြည်နယ်အသင်းသင်းမှာလည်းဒီလိုအသင်းဖွဲ့တွေပေါ်လာမှာပါအခုဆိုလေလူငယ်ကြီးရဲ့စံတာပကိုးတို့မကွေးတို့မှာဖွင့်ပြီးပါပြီကျွန်တော်တို့ရှိမှာတော့ထူးခြားတာတခုကတော့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပေါင်းဆက်ဖွဲ့လိုက်တာပေါ့နော်အဲဒါကြောင့်အားလုံးပူးပေါင်းပါဝင်ပြီးတော့ကို့ဘဝကိုလည်းတိုးတက်အောင်ကြိုးစားပါကို့ပံဝင်နဲ့ကို့ပံဝင်ချင်းကို့ရက်ွက်ကို့နေရာကို့ဒေသလေးတွေစီးလုံးညီညွတ်ပြီးတိုးတက်အောင်လည်းကြိုးစားပေးကြပါလို့ကျွန်တော်လည်းပြောကြားလိုပါတယ် ကျွန်တော်နာမည်ကဦးမောင်တန့်ပါဗျ။ဒါကျွန်တော်တို့အများသိတာတော့ဦးမောင် rescue လို့သိကြပါတယ်။ဟုတ်ကျွန်တော်က UNG rescue team ဆိုပြီးတော့ကျွန်တော်ဖွဲ့ထားပါတယ်ဗျ။ဟုတ်ကျွန်တော်တို့ကတင်တန်းကဒီနေ့နေ့ရောက်ဆိုလို့ချင်းကျွန်တော်အားလုံးပေါင်းဘောင်း6ရဲ့ပေါ့နော်။ဘောင်း6ရဲ့မှာ4ရဲ့မြောင်နေ့ပေါ့နော်။ပထမတစ်ရက်ကကျွန်တော်ကရေပြင်အသက်ငယ်တင်ပြီးတယ်သူတို့ဒီသင်္ကန်းသား90ဦးကျွန်တော်ကရေကူးအခြေခံပေါ့နော် ရေထဲမှာကျွန်တော်တို့ကအဲစောက်ရှောက်အောင်မဲ့ဥစ္စာလောက်ကန်ရမဲ့ဥစ္စာတွေကိုကျွန်တော်တို့တင် जा ပေးပါတယ်။နောက်ရေထဲမှာသူကိုယ်သူ confidence ရှိအောင်လဲကျွန်တော်တို့ တင် जा ပေးပါတယ်ဗျအခုကပြီးတာနဲ့ကျွန်တော်တို့ကဒီတွန်တင်းမှာကျွန်တော်တို့က3ရက် training ပေါ့နော်တွန်တင်းရတွန်တင်းစိတ်သာသူကနဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့3ရက် training ကျွန်တော်တို့ရေရှင်ပေါ့နော် ရေရှင်ကျွန်တော်တို့မှာဘလို့ကူးကပ်ပြီးသင်ရမလဲလူနာဘလို့ကဲရမလဲနောက်တစ်ခုကလေဘောကျွန်တော်ဘလို့တင်မယ်ပြီးကမ်းဘောဘလို့တင်မယ်စသဖြင့်အဲ့တင်ကန်းစာတွေကိုကျွန်တော်တို့ကတွန်တင်းစိတ်သာသူကအသင်းနဲ့ကျွန်တော်တို့ကပူးပေါင်းပြီးတော့ အဲတွင်းလေးမှာ၃ရက်မြောက်တဲ့နောက်ဆုံးနေပါခင်ဗျာဟုတ်ကျွန်တော်တို့ကတော့အဓိကရေုံမကြောက်အောင်ပေါ့နော်နောက်ရေထဲမှာနေထိုင်တတ်အောင်ကိုယ့်ကို survive လုပ်တတ်နိုင်အောင်သူများကိုအသက်ကယ်နိုင်အောင်လေကျွန်တော်သင်ကြားပေးပါတယ်ဒီထဲမှာမှကျွန်တော်တို့ကကိုအောင်ကိုတို့အဖွဲ့နဲ့ပေါ့နော်ပူးပေါင်းပြီးတော့ကျွန်တော်ဆက်လီရဲ့ speed boat ရဲ့အခြေခံသဘောတရားအဲ shutdown ရဲ့အခြေခံသဘောတရားတွေတော်တော်များများသင်ထားပေးပါတယ်ခင်ဗျာ ကျွန်တော်ကဒီ bright down 2003ကစလို့တာဗျာ2003ကစလို့ပြီးရဲ့ချိန်မှာကျွန်တော်2023မှာမြန်မာပြည်နဲ့မြို့ပေါင်း100ကျော်ကိုကျွန်တော်ကလူနာတယ်ဆောင်ဒီအခြေခံပေါ့နော်အဲ့ဒါကြီးကျွန်တော်တင် जा ပေးတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဟောပေါ့နော်ကတ်တိုက်ကန်းညက်တဲ့အခါမှာ ငါလူနာကိုကျွန်တော်ဘယ်လိုဆွဲထုတ်ရမလဲဘယ်လိုကရိယာတွေကျွန်တော်ဖြတ်ထုတ်ရမလဲအဲ့ဒါတွေကိုကျွန်တော်လိုက်လံတင်ကြားပြတာလှူဒန်းပေးတာမြို့90ကျော်သွားပါပြီကျွန်တော်တဘာဝဘေးကိုအထူးလေးထားပေးပါတဘာဝဘေးနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေစိုးကျိုးတွေကိုကျွန်တော်တို့တံဝေကယူပေးပါနောက်တစ်ခုတစ်ပင်မြန်မြန်စိုက်ပေးပါတဘာဝကြီးကိုထိမ့်သိမ့်ပေးပါလို့ကျွန်တော်အထူးမှာကြားချင်ပါတယ်ဗျာဟုတ် အဲကျွန်တော်တော့ကျွန်တော် EMN ပြန်ပါကျွန်တော်တို့စီမံဥက္ကမောင်းစီဖြစ်ပါတယ်အဲဒီတနက်ဖြစ်ပြောင်းရေးအတွက်ကျွန်တော်တို့ EMN ပြန်ပါစီမံနေတိုင်ပင်ပြီးတော့ကျွန်တော်တို့လူငယ်ရေကောမဒီအောက်ကကျွန်တော်တို့ဘွားအငင်းချင်းနဲ့ဘွားလူငယ်ရေကောမဒီတို့ကျွန်တော်ပူးပေါင်းပြီးတော့ဒီသဘာဝဘေးရန်တွေကိုကြိုတင်ကာကွယ်ရေးအတွက်ကျွန်တော်တို့ဒီတနက်လေးကိုအစောတလင်းဖွင့်လှစ်ပြီးတော့ဒီလိုလေးကျွန်တော်တို့လွတ်ဆောင်ပြည်ချင်းဖြစ်ပါကြကျွန်တော်တို့အဓိကတော့ဒီရေကြီးရံမှုဖြစ်တဲ့နေရာတွေမှာအဓိကတော့ကျွန်တော်တို့ ဟိုရေကျွန်တော်တို့ရေကြီးရေချမ်းမှုနဲ့တူ မျောပါလာတဲ့ကျွန်တော်တို့ဒီဟွာဘော့ဒုက္ခတွေတွေနောက်ကျွန်တော်တို့ဒီဟွာဘော့ဟိုဒီဒဏ်ရာရပြီးတော့မျောပါလာတဲ့ဒုက္ခတွေတွေကိုကုကြီးကယ်ဆယ်အတွက်ကျွန်တော်တို့ဒါကိုအဓိကထားပြီးတော့ကျွန်တော်တို့ဒါလေ့ကျင့်ပေးခြင်းဖြစ်ပါလေဗျအကျိုးစီးပွားတော့အများကြီးရတာပေါ့တမီးရေဒီရေဆိုဒီရေရှင်မဆိုတာကျွန်တော်တို့တောင်းတောင်းလူဒါကျွန်တော်တမန်တူဆိုအများကြောက်တာဒီကလေးတွေမကြောက်အောင်တက်ကိုဒါဥတို့ဒီနိဗ္ဗာန်တရားနေပြီးတော့ ပထမဆုံးကျွန်တော်ရေသေးမှာအရင် train ရတယ်ရေကိုမကြောက်အောင် train ရတယ်ဒီရေရှင်မှာဒီကပေ30လောက်မြင်တဲ့ရေထဲမှာသူတို့ဆင်းရဲပုဂ္ဂိုလ်ဒါဒီရေသေးမှာသင်ရဲပေးပြီးမှဒီရေရှင်ပေ30မှာသူတို့ဒီသူတို့ရဲ့ဝတ်ထားတဲ့ light jacket ဒီတက်ကဲအင်ဂျီကိုယုံကြည်မှုအပြည့်နဲ့လူကိုကူညီနိုင်အောင်ဆိုပြီးတော့ဒါကိုအများသူတို့စိတ်ထဲကိုသူတို့ရိုက်သွင်းပြီးတော့ဒါလေးနဲ့ကျွန်တော်တို့ကကူညီနိုင်အောင်စူးစမ်းကြခြင်းဖြစ်ပါတယ်။ဆောင်ရွက်ချင်တာတွေတော့အများကြီးပဲလေ။ကျွန်တော်တို့ပရိုက်တာသမားတွေဆိုတာတော့ ကျွန်တော်ပံပိုးကူညီမှုကအဲအဓိကပဲလေကျွန်တော်တို့ရဲ့အခုဒီတနက်လေးဖွင့်လာဆိုတာလေကျွန်တော်တို့ဟိုပါဝင်ပြီးတော့ကျွန်တော်ဒီမှာရှိတဲ့စီမံလေးကျွန်တော်ရဲ့ဒီအသင်းအဖွဲ့တွေကနေစုပေါင်းပြီးတော့ဒီအသင်းဒီຢာလေးဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ကစုပေါင်းပြီးတော့ကျွန်တော်တို့စုဆောင်ပြီးတော့ကူညီပြီးတော့ဒီတင်တန်းလေးကိုကျွန်တော်တို့ဖြစ်အောင်လုပ်တာပါဖန်ဖန်ငွေရမ်းလိုပါတယ်ဒီဖန်ဒီမရှိလို့ရတဲ့ကျွန်တော်ဒီလုပ်ငန်းတွေလုပ်လို့မရပါဘူးအခုတော့မှကျွန်တော်ဒီလုပ်ငန်းလုပ်တာဒီတင်တန်းလေးလုပ်တာခုနှစ်တင်တန်းတော့ကျွန်တော်သိန်းရာချီကုန်ပါတယ်ဒါလေးကိုကျွန်တော်တို့ဒီ EMS မြန်မာ ကျွန်တော်တို့စီမံရေးနဲ့ကျွန်တော်တို့ဒီကလူငယ်ရေးကော်မတီဥက္ကဋ္ဌတို့ပံ့ပိုးမှုနောက်စိတ္တဒုက္ခလူညလူမှုကွန်ရီကယ်ဆယ်ရေးအဖွဲ့ကညပူပေါင်းကူညီမှုနဲ့အိဖရဆူတို့ညညတို့ဥမောင်ရဆူတို့ကပူပေါင်းပြီးတော့ကျွန်တော်တို့ကတည်ပြီးတော့ဒီနီးပြတယ်ဆိုတာဒါစေတနာလာကူညီပါကျွန်တော်အခါချင်းကိုတပြားမှမပြူဘဲနဲ့ဒါလေးဖြစ်စေခြင်းနဲ့ကျွန်တော် pride သမားချင်းချင်းတက်စီခြင်းနဲ့တို့သူများတွေကိုအသက်တွေကယ်နေအောင်ဆိုပြီးလေ့ကျင့်ပေးတဲ့အတွက်ဒါလေးကဒီလိုဖြစ်သွားတာပါ ဒီနီးပြစေးတင်တာဆိုကျွန်တော်မခံနိုင်မတတ်နိုင်ပါဘူးကျွန်တော်တို့အားဒါတွေမတတ်နိုင်ပါဘူးဒါတက်ဆိုင်ရာတောင်ရှိပုံကိုယ်တွေကနေပူပေါင်းခုကြီးမဆိုရင်တော့တမျိုးဖြစ်ဖြစ်သွားမှာပေါ့လေဟုတ်ကျွန်တော်တို့ဒီနေ့ကတော့ဒါရေပြင်တက်ခဲ့တင်နေပေါ့နော် ါ။ဗက်စင်တစ်ပေါ့အနေနဲ့ကျွန်တော်တို့ဒါလူငယ်90ကိုဒါကျွန်တော်တို့ကဟိုတင် जा ပေးတာပေါ့နော်တင် जा ပေးတာကိုကျွန်တော်လက်တွေ့တင်ကန်းစာလောက်တော့လာကြည့်တာဖြစ်ပါတယ်။အဲ့တော့ဒီတင်ကန်းစာကျွန်တော်တို့အဓိကတော့ဗာလဲဆိုတော့ဒီလိုရှားသိဥဒုတွေပေါ့နော်သဘောဘေးအနေနဲ့ကျွန်တော်တို့ကကြုံတွေ့တဲ့အခါမှာဒီအဓိကလိုအပ်တဲ့ပေါ့နော်ကုညီကယ်ဆယ်ရေးတွေဟိုဒါကျွန်တော်တို့ကဆောင်ရွက်ဖို့လူအင်အားဆိုတာလိုပါတယ်ဒါအခုကျွန်တော်တို့တာဂက် ပကြသေးခင်ရဖြစ်သွားတဲ့ဒါငလင်မာလေးပေါ့နော်ဒါကျွန်တော်တို့ဒါလုတ်ခဲ့တဲ့အဖွဲတွေလည်းပါတယ်အခြားခြားတော့ဒီလူငယ်တွေကဒီစွန့်လွတ်စွန့်စားရေးတယ်ပေါ့နော်ဒီတတိရှိရဲ့လူငယ်တွေကျွန်တော်စုစည်းပြီးတော့ဒါအခုလိုရေးပြမဲ့လက်တွေ့တွေလိုလေ့ကျင့်တာဖြစ်ပါတယ်ပေါ့နော်ဒါသူတို့ရေကူးတွေတင်ရတယ်အသက်လုံးကောင်းတွေလေ့ကျင့်ရတယ်ပြီးလို့ရှိရင်ဒါဘလိုမျိုးကူညီလဲကဲဆယ်လဲပေါ့နော်ဒါတို့တခြားတင်ရနေဖြစ်ပါတယ်ဒါကျွန်တော်တို့ဒီနေ့လာပြီးတော့အားပေးတာဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ကအခုလက်ရှိတင်တဲ့တက်တဲ့အဖွဲကတော့ဒါ Pride လူငယ်တွေများတယ်ပေါ့နော် အဲနောက်ပိုင်းကျရင်ကျွန်တော်တို့ကဒီလူငယ်တွေကိုကြည့်ပြီးတော့နောက်ထပ်မျိုးဆက်သစ်လူငယ်တွေចောင်းသားတွေចောင်းသူတွေလူငယ်တွေအားကျပြီးတော့ကိုယ့်ရဲ့ဆွမ်းအားတွေကိုကိုယ့်ရဲ့တတိတွေအခုလိုမျိုးအချိုးရှိတဲ့နေရာမှာလူလူတွေအများတွေပြန်လဲပြီးတော့ဒါအချိုးချနေရာမှာအားကျအောင်ပေါ့နော်ဒီဒီအရှိလက်ရှိကျင့်နေလူကြီးတွေအားကျပြီးနောက်ကလူငယ်တွေပါလိုက်လောက်လောက်ယူရပြီးကျွန်တော်တို့ကဒီလိုမျိုးသင်တန်းလေးကျွန်တော်ဆောင်ရတာဖြစ်ပါတယ်ဒီ contribution to community ပေါ့ဒီလူမှုအတိုင်းအဝန်းတွေတွေ့လူမှုအဖွဲ့အစည်းတွေတွေ့တာပိတ်ဆက်တာဆောင်ရွက်တာကတော့ဒါဟိုလူတယောက်ရဲ့တန်ဖိုးအရှိဆုံးပေါ့နော်အခြေအနေဖြစ်ပါတယ်ပေါ့နော်အဲဒီလိုမျိုး နိုင်ငံကမှာလည်းအခုလိုမျိုးဆောင်တဲ့အဖွဲ့တွေပေါ့နော်ဒါအများကြီးဆောင်ရွက်ပေးတာရှိပါကျွန်တော်နိုင်ငံကတော့ဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်တဲ့အတွက်အချို့ချို့တော့ဒီပညာတွေဒါ resources တွေရင်းမြစ်တွေကထောက်ပံ့တာအားနည်းပေမဲ့လူတွေရဲ့ရဲစွမ်းတတိနဲ့ဒါစွမ်းရည်အားကျွန်တော်တို့ကတန်တဲ့နိုင်ငံတွေအားလုံးကျွန်တော်တို့ဒါ band to ရှင်းလို့ရပါတယ်ခင်ဗျာဟာအဓိကတော့ကျွန်တော်တို့ကဒီရန်ကုန်ဒေသကြီးဒီလူတွေကြီးက company နဲ့ရန်ကုန်ဒေသကြီးအားကစားနဲ့ကာယပညာ company ကနေပြီးတော့ကျွန်တော် data ပေါင်းစပ်ထားတဲ့အားကစားနဲ့လူငယ်ကြီးက company ဖြစ်ပါတယ်ဒီ company ကတော့ကျွန်တော်တို့ဒါဒီရန်ကုန်တိုင်းမှာရှိတဲ့ဒါကြီးခဲ့တဲ့လမ်းကြောင်းချက်နဲ့ကျွန်တော်တို့ကဒါ ဖွဲ့စည်းထားတာဖြစ်ပါတယ်ကော်မတီ78ရက်ရှိပါတယ်ဒီနေ့တင်နေချင်းပါတဲ့ကော်မတီကတော့ဒါငញ្ញန်းရင်းနဲ့လုံခြုံရေးကော်မတီဖြစ်ပါခင်ဗျာလူငယ်ရေးကကော်မတီပေါ့နော်အခါသားလူငယ်ရေးကကော်မတီနေနဲ့ရှစ်ဆက်ပြီးတော့ဒီလူငယ်တွေရဲ့နှစိတ်တဲ့တွေကိုကျွန်တော်တို့ကဒါမြှင့်တင်ပြီးတော့ခုနိုင်ငံအတွက်ခုတိုင်းအတွက်ကောင်းမွန်တဲ့နော်အခြေအနေတွေဖြစ်အောင်ပေါ့နော်ကောင်းမွန်နေထားတဲ့ပြည်အောင်ကျွန်တော်တို့ဒါအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပါမယ်လို့ပြောချင်ပါခင်ဗျာဟုတ်